လူတယောက်ဟာကိုဘာဖြစ်နေတလဲကိုဘာတွေခံစားနေရတလဲကိုဘာတွေတွေးနေတလဲဒါတွေကိုအတိအမှတ်ပြုဖို့လက်ခံဖို့လိုပါတယ်ကိုကိုတိသွားလို့ရှိရင်အမစိတ်တက်ကြနေစိတ်တက်ကြနေပတ်သက်ပြီးတော့မလုပ်လို့ရတလဲကိုဘလို့တွေးနေတလဲကိုဘလို့ခံစားနေရတလဲစိတ်ပိုင်းမှာဘလို့ဖြစ်နေတလဲဆိုတာတွေကိုရေရေတင်းတင်းလက်ခံလိုက်ဖို့လိုပါတယ် ဟုတ်ကဲ့ကိုကိုကိုစိတ်ကျဲမာရေးဝန်ဆောင်မှုအာလုံနေပါလားလို့တော့အခုနောက်ပိုင်းကာလမှာလူတော်တော်များများသတိထားမိလာပြီအဲ့တော့ကျွန်တော်တို့ကအဲ့လိုလိုချင်နေတဲ့သူတွေလိုအပ်နေတဲ့သူတွေအားပေးချင်တာကရေယုံဝန်ဆက်သွယ်လိုက်ပါ